ိုကြီးအော်တိုကြီးကစွန့်လာလာမမီးနဲ့ဟုတ်လားဟင်ဒါစွန့်တာတော့မေးတာလေးကအနာတွေစီးနေတာအေးပါအေးဘလို့ဘလို့နှာတွေစီးနေတာနှာတွေစီးနေတာနှာခေါင်းအပေါက်ကဘယ်နှမှာမို့လို့နှာရည်တွေထွက်ရမှာတော့တတနဲ့တကူကြားနဲ့ဝင်ပူးရဲ့ဆိုတော့ဒါပထမဆုံးအချိန်ကြည့်လိုက်ရတာပဲလက်မခံခြင်းပဲနဲ့လည်းလက်ခံရမလို့တော့ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့စက်သိမ်းမွေးညင်းနေထလာအဲ့တော့ခေါင်းကြီးတို့လည်းဘယ်လိုမြင်လဲဗျာနော် ဲ့တော့ comment မှာပြောသွားပေးလို့ရပါတယ်မင်္ဂလာပါဗျာကျွန်တော်ကွီးစော်ပါကျွန်တော် channel မှာပုံမှန်တင်ဆက်နေကြဖြစ်တဲ့တနေ့တမျိုးမရိုးရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကစောက်တလွဲဗီဒီယိုလေးတွေကိုစုစည်းပြီးတော့ reaction လုပ်လိုက်ပါတယ်ကျွန်တော်နဲ့အတူတူဒီဗီဒီယိုလေးတွေကိုလည်းပြီးဆုံးတဲ့အထိ like ပါကြည့်ရှုလိုက်ပါကဲဟုတ်ပြီ ပထမဆုံးအနေနဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးအရင်စလိုက်ကြရအောင်။ဒီအပိုင်းထဲမှာဆိုလို့ရှိရင်ဘကိုးနဂရိုင်းမေတော်ကျွဲအက နေရာတိုင်းမှာတွေ့နေရတယ်။အဲ့ဒါလေးကိုအရင်ဆုံးကြည့်အောင်။ကိုအောင်နိုင်လေးဘာကိုလို့လို့ ကူလူလူဝဲကိုအောင်နိုင်လေးပါကူလူလူဝဲမပြောလဲမပီးလို့ပြောရအောင်ပါပဲပြောလဲမဖြစ်လို့ပြောရအောင်ပါပဲကိုအောင်နိုင်လေးပါကူလူလူဝဲကိုအောင်နိုင်လေးပါကူဘကုန်းငရိုင်းမဲတော်ကျွဲအဖွဲနဲ့ပတ်သက်ပြီးတော့ဒီနှစ်မှာတော်တော်များတဲ့ကျွဲအဖွဲတွေဗျာ ပြီးတော့လူငယ်လူရွယ်လေးတွေတော်တော်များတယ်ဗျ။အဲ့တော့ဒီလူငယ်လူရွယ်လေးတွေကဒီနတ်ဝင်ပူရနဲ့ပတ်သက်ပြီးတော့လက်ဆင့်ကမ်းလာပုံရတယ်ဗျ။တကယ်ဝင်နေမဝင်ဘူးဆိုတာကိုတော့တအပ်ကြီးတော့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့ဒီလိုမျိုးလူငယ်လူရွယ်လေးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့စိတ်ထဲမှာဘဝင်ကြမနေတာတော့အမှန်ပဲ။အဲ့တော့ဆက်ကြည့်အောင်။ပူအောင်နိုင်လေးပါကိုလို့လို့ တော့ဒီနှစ်ကတော့ကိုအောင်နိုင်တချင်းကထွန်းနေတူပါတယ်ကိုအောင်နိုင်တချင်းနဲ့ကြွဲအကတွေအများကြီးအများကြီးဒိုင်းပေါ်မှာအပြင်မှာတွေ့လာရတယ်ပေါ့အဲ့တော့ပွင့်လင်းပြောရမယ်ဗျာတချို့ဖွဲ့တွေကတော့လည်းလှုပ်ရှားပါပဲเนาะတချို့ဖွဲ့တွေကြတော့လည်းလှုပ်ရှားပါပဲတနှစ်တစ်ခါလှုပ်ရှားတာပေါ့ဗျာနိုင်ငံမယ်တော့ဆိုတာရိုးရာနဲ့ပတ်သက်ပြီးတော့တကယ်ကို အစင်လာရှိခဲ့တဲ့ခန့်ခန့်ထည်ထည် ရှိခဲ့တဲ့ဟာကိုပြစ်စလက်ခတ်ကိုအလူခံစားနေတဲ့ပုံစံတွေဖြစ်နေတယ်ဗျာ နောက်တစ်ခုစိတ်မကောင်းစရာကဘာလဲဆိုတော့လူငယ်လူရွယ်လေးတွေတို့တက်နေတဲ့ကျွန်တော်တို့ကဘာကြီးမှာတခြားနိုင်ငံတွေကိုကြည့်လိုက်လို့ရှင်ခင့်နဲ့အမိပြောင်းလဲတိုးတက်နေတဲ့လူငယ်လူရွယ်တွေခင့်အမြင်ခင့်အသည့်သိပ္ပံပညာတွေနဲ့ကမ္ဘာနဲ့ရေမောင်တမ်းပြီးတိုးတက်နေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကလူငယ်တော်တော်များများကနတ်ဝင်တွေတွေလောက်ကောင်းတုံးရှိတယ်။အကောင်တော့စင်မကောင်းစရာပေါ့။လူလက်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိတယ်။ဒါကကျွန်တော်တူးတယောက်ထဲရဲ့အမြင်ပါ။ င်ထဲမှာခန်းစားရလို့ပြောလိုက်တာပါဟုတ်ပါပြီအဲ့တော့ဒါလေးကိုလည်းဆက်ကြည့်အောင်ဟုတ်ကဲ့ဒါကတော့ဘာဒီခါခိုင်းနေတာလဲတော့မသိဘူးခါလိုက်ခါလိုက်ခါလိုက်နဲ့เนาะဖျားစင်ရှေးကြီးမှာခုံပေါက်ပြီးတော့ဘာဒီကိုခါခိုင်းနေတာလဲမသိဘူးသိတဲ့သူများရှိရင်လည်းပြောခဲ့ကြပါဦးဗျာ မလို့ကဲလာပါပြီနောက်တစ်ခုပါပါဒီအတိမဲဖို့မလွယ်ဘူးဗျာဟဲ့တပောင်းကျလောပြအမပစ်ကိုပို့ပို့ပြီးပို့ပဲကြည့်လိုက်မနော်ကြပါဗျာ900 900ခွဲဒီခွဲရရတော့ခဏမှပေါင်းလေးမရှားပါ จ้ามาไม่เห็นพูล่ะดิไม่เห็นพูเลยพี่อ่ะดาปาอย่าอย่าเปล่ามาไปสิล่ะกูมาอกูมาอกูมาจ้าได้จ้าหมดเลยไม่เห็นไม่เห็นพูเลยดีมาจี้เลยเนี่ยเซมมาอลงตึกเลยไอ้มาเย้ฮู้หายอกสรงาลงติ๊ดๆนี่ตะลงป่ะเป๊กๆเลยสุคลีนี่ป่ะดีมาดิอ้าเฮ้ยมาติ๊ดๆนี่ตะลงดีๆเออสงสารเลยนะ ဒီမှာတလုံးဒီမှာတည်တည်ဟုတ်လားငါလုံးမရဘူးနော်ငါလုံးမရဘူးငါလုံးမလားကွဲ့ကွဲ့အမဲအာဆိုပြီးတော့တင်မောတီတဲ့ကအလုံးတည်တည်လေးတွေငါလုံးထွက်လာတင်မောတီအမြူတေပေါ့အဲ့တော့ဦးစင်းနေလေဓာတ်တွေကိုယုံတာပဲလားကိုတိုင်ခွဲပြီးတော့တကယ့်ကိုဆိုးပရောက်ဖြစ်သွားတဲ့ပုံစံကြီးနဲ့သူခွဲလိုက်တာအထဲမှာအမတေတီထွက်လာတယ်ဖျံတော်တရားတွေနဲ့လမ်းလာမမသက်ဆိုင်တဲ့ဗရန်တရန်တန်တလန်းဖြစ်နေတဲ့ အရှိနဲ့နောက်ကြောချင်းကပ်ပြီးရှောက်သလိုလွဲကြီးလွဲနေပါဩလားဟုတ်ပါပြီနောက်ထပ်တစ်ခုလဲဆက်ကြည့်အောင်အောင်ကလေးလုံချင်တဲ့ဖုံးအတိဆက်စုပ်ကိုတဲ့ဖဖကြီးကလာပြီးတော့လှူလန်းပေးပါလေတဲ့ပျော်ရွှင်လဲပေးပါအောင်မြန်လဲပေးပါတဲ့ရွှေအောင်တို့လေးပေးတဲ့အတိုင်းမှန်ကန်လို့တိကျလို့ရောကိုကြီးအောင်တို့လေးလက်ထဲပေါ့ဟုတ်ပါပါပါဆက်ပြောင်းအောင်ကဲအေးဒီမှာထားကိုကြီးအောင်တို့လေးကစွမ်းသလားမမင်းနဲ့ဟုတ်လားဟင်ဒါစွမ်းတယ်နော်မိသားလေးကအနာလေးစီးနေတာအေးဒါဘလို့ဘလို့ နှာရည်စည်းနေတယ်။နှာရည်စည်းနေတယ်။နှာခေါင်းအပေါက်ကဘယ်နှမှာမို့လို့နှာရည်တွေကထွက်ရမှာတော့။ကြည်လေလောက်ကြဝင်နော်။အေးအမင်းနဲ့နောက်ကလိုက်ရတာကိုနှာရည်စည်းတာပေါ့။ Okay. Okay. ကိုကြီးအောင်လို့လေခေါင်းလေးဝယ်ပေးရနော်။ပျော်လိုက်ခေပေါင်းလို့ရေ။ပျော်ရဲခေပျော်ရဲခေ။ Okay. အဲ့လိုကျွန်တော်နိုင်ငံမှာဘလောက်တောင်လွဲနေလဲဆိုတာကိုနော်။အောင်တိုးလေးဆိုတာလဲနာမည်ကိုတော်တော်ကြီးနေတာဗျ။ တော့အောင်တိုးလေးတောင်မှဖုန်းအစ်စ်တွေပါရင်လည်းဖြစ်သွားတယ်ပေါ့အဲခုနကတော့နှာရည်တွေပါတယ်အောင်ကြတယ်နော်အဲ့တော့ဘသူကကြက်မပြေတာလဲဘသူကကြက်မပြေတာယုံကြည်တဲ့လူကကြက်မပြေတာလားယုံကြည်အောင်လိန်နေတဲ့လူတွေကကြက်မပြေတာလားအဲ့တော့ကျွန်တော်ခုနပြောသလိုပဲလွတ်လပ်စွာသဘောထားကိုယ်လေးပိုင်ခွင့်ရှိတယ်နော်ဒါကကျွန်တော်ရဲ့တဦးတယောက်တည်းရဲ့အမြင်တွေကိုပဲကျွန်တော်တောက်လျှောက်ပြောသွားတာเนาะအဲ့တော့အစင်မပြေဘူးကြီးရတာကသဘောထားချင်းမတိုက်ဆိုင်ဘူးဆိုရင်ကြော်သွားပါ ကြော်သွားပါเนาะ အဲ့တော့ကျွန်တော်ကဂျားရန်နေဖြက်ဖြက်ပြီးပြောနေတာကိုလည်းတချို့ကမကြိုက်ကြဘူးဗျကျွန်တော်ကွန်မန့်မှာလာလာပြောကြတယ်မင်းအတန်ကြီးပဲမင်းအတန်ကိုမကြားကျင်ဘူးဆိုလို့ရှိရင်မူရင်းဗီဒီယိုတွေကိုဒါတွားကြည့်လိုက် reaction ကိုကြည့်မနေနဲ့တော့ okay အဲ့တော့ဆက်ကြည့်ပါဦးမယ်ဟုတ်ကဲ့ပါဒါလေးကတော့ဂျားနတ်ဝင်ပူးနေတာเนาะခေါင်းကြီးတို့ဂျားနတ်เนาะဂျားနတ်ဂျားနတ်เนาะအမေရရင်စီးတဲ့ဂျားနတ်ဝင်ပူးနေတာเนาะခေါင်းကြီးတို့အဲ့တော့တခြားမတွေးတယ်เนาะတခါတည်းပြောတယ်เนาะ

တသက်နဲ့တကူကြားနဲ့ဝင်ပူးတယ်ဆိုတော့ဒါပထမဆုံးအချိန်ကြည့်လိုက်ရတာပဲလက်မခံခြင်းပဲနဲ့လည်းလက်ခံရမလို့တော့ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့စက်သိမ်းမွေးညင်းနေထလာအဲ့တော့ခေါင်းကြီးတို့လည်းဘလို့မြင်လဲဗျာနော်အဲ့တော့ comment မှာပြောသွားပြလို့ရပါတယ်နောက်ထပ်ဗီဒီယိုလေးကိုလည်းဆက်ကြည့်အောင်ဗျာ ခဏလေးခဏလေးပါအဲ့တော့ကြံလို့အကကကျွန်တော်မြင်မှုတွေ့မှုတွေကြံလို့အကတွေနဲ့နည်းနည်းတော့လွဲနေသလားအဲ့တော့ကြံလို့အကကအဲ့လောက်တောင်မှပဲကောက်အဲ့လောက်ကောက်လာအဲ့တော့တီးတဲ့သူများရှိရင်လည်းနည်းနည်းပါပြောသွားပေးခဲ့ကြပါဦးเนาะအဲ့တော့ဘာမှပြောခေါင်းကြီးလို့ကျွန်တော်ဆက်ကြည့်အောင်ဗျာဘာမှမပါလားဘောဘကလူလုံးရလား ဒါကကျွန်တော်တို့မြန်မာအကရဲ့အခြေခံနော်အခြေခံကဗျာလွတ်ခေါ်မှာပေါ့ဗျာကျွန်တော်တို့မြန်မာအကရဲ့အခြေခံအကြဆုံးသောကဗျာလွတ်အဲ့တော့စီးဝါကြတယ်ပေါ့နော်ကြည်ရတာလဲရှင်းပြမှာပါဟုတ်ပါပြီကျွန်တော်တို့နောက်ထပ်တစ်ပုဒ်ကိုလည်းဆက်ကြည့်အောင်โอเคပါဒါကတော့သရိုးသားကဂျပန်မှာ ။အရိုးသမီးကမြန်မာပြည်မှာမင်္ဂလာဆောင်တာပေါ့။အဲ့တော့ဘလို့မင်္ဂလာဆောင်လဲဆိုတာကိုတော့ကျွန်တော်လည်းမပြောတတ်ဘူး။အဲ့တော့သရိုးသားနဲ့သရိုးသမီးเนี่ยတယောက်တစ်နေရာစီမှာဖြစ်နေပြီးတော့မင်္ဂလာဆောင်တာလေနော်။တော့တနေ့တစ်မျိုးမရိုးရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကစောက်တလွဲဖြစ်ပျက်တွေပါပဲ။အဲ့တော့စက်ကြည့်အောင် ော့မင်္ဂလာဆောင်ဓာတ်ပုံကိုလည်းကြည်ရောဟောဖုန်းထဲကပုံလေးနဲ့အတူတူတွဲရိုက်တာကျွန်တော်ပဲညာရီမမီတာလားတော့မသိဘူးဗျာသူတို့မင်္ဂလာဦးညကိုဘလို့ဖြတ်တန်းကြမလဲပေါ့အဲ့တော့ဘလို့လဲဟိုဗီဒီယိုကောနဲ့လားဘလို့ဘလို့လဲနည်းနည်းပါကျွန်တော်ညာမမီတာပဲဖြစ်ပါလိမ့်မယ်ဗျာနော်အဲ့တော့နောက်တစ်ခုပဲကျွန်တော်တို့ဆက်ကြည့်လိုက်အောင်နော် ီမြမကားလေးကလောလောဆယ်မှာနာမည်ကြီးနေတယ်ပေါ့ဗျာเนาะအဲ့ဒီမြမကားကိုကြော်ညာတဲ့ကြော်ညာလေးပေါ့အဲ့တော့ဒီထက်မင်းသားတွေမင်းသမီးတွေဘသူပဲဝါဆိုတာကိုတော့မပြောတော့ဘူးဗျာအဲ့တော့ဘလိုကြီးတုံဗျာကြော်ညာတာကအဲ့တော့ចောင်းစိမ့်နဲ့ဖြူစိမ့်ဝတ်ထားတဲ့ចောင်းသူလေးတယောက်ကုန်းကွာတာကို အာသာငန်းငန်းမျက်လုံးဇင်းကြီးတွေမျက်လုံးရဲကြီးတွေတနာထွတ်ထိတ်ဖြစ်နေတဲ့မျက်လုံးကြီးတွေနဲ့ဝိုင်းကြည့်တဲ့ပုံစံမျိုးနဲ့ကြော်ညာတာ ရေလင်အောင်တန်းကြပြီးစောက်ဆင့်မရှိတဲ့မြမကားအဲ့တော့ဒီကားကိုကြည့်မဲ့လူတွေကိုဘလို့ message မျိုးပေးနေတာတော့ပြောစရာစကားလုံးမရှိဘာပဲပြောပြော ကြိုက်တဲ့လူကလည်းကြိုက်နေအောင်ပါပဲကြည့်တဲ့လူကလည်းကြည့်နေအောင်ပါပဲเนาะဘာပဲပြောပြောအဲ့လိုလူတွေရှိနေလို့လဲဒီလိုကောင်းနေလှုပ်ရှားလို့ရနေတာပေါ့တော့တေချာတာတကူကတော့သူစင်းဝတ်ထားတဲ့ចောင်းသူတယောက်ကိုဒီလိုမျိုးရိုက်တဲ့ဇက်ဝင်ခံနဲ့ကြော်ညာတာမျိုးကတော့ဘလို့မှအဆင်မပြေဘူးအောက်တန်းကြလုံးတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျာမင်းတို့ရိုက်တဲ့ကားကိုမင်းတို့သားသမီးတွေမင်းတို့ညီညီမတွေကိုယင်ပြနိုင်အောင် 調査ပြီးတော့มาย้ายจ๋าบ่กว่าเนาะอันนี้ไปပြောจินมาเลยโอเคป่ะดีนี้ตั่วတော့ကျွန်တော် channel မှာပုံမှန်တင်ဆက်နေကြဖြစ်တဲ့ဒီနေ့တမျိုးမရိုးရတဲ့မြန်မာနိုင်ငံကစောက်တလွဲဖြစ်ပျက်ဗီဒီယိုလေးတွေကိုစူးစီးပြီးတော့ reaction လုပ်ပေးလိုက်ပါတယ်ကျွန်တော်နဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့လူတွေလည်းရှိကောင်းရှိမှာပါအဲ့တော့ကြည့်ရတာဆင်မပြေဘူးဆိုရင်လည်းကြော်သွားနိုင်ပါတယ်ဒါတွေကတော့ကျွန်တော်တဦးတယောက်တည်းရဲ့အမြင်တွေသာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါဒီနေ့အတွက်တော့ဒီလောက်ပါပဲ